အာဆင်နယ်ဘလူးအနိုင်ယူခဲ့တယ်လေဘာစီလိုနာရဲ့ပုံမပြတ်တဲ့ကစားဟန် UCL ပွဲတွေကများလို့အားလုံးစိတ်ဝင်စားမယ့်နှစ်ပွဲကိုတခါတည်းပေါင်းလို့ပြလိုက်ပါရစေမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါကဲဒါဆိုအာဆင်နယ် Real Madrid တို့ပွဲကိုစပြောရအောင်ပါဒီပွဲမှာအာဆင်နယ်က Madrid ကိုဘလို့အနိုင်ယူခဲ့တယ်လဲဘာကြောင့်အနိုင်ရခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာပါ analysis ဒီပွဲမှာ Madrid က လေးလေးနှစ်နဲ့ပွဲထွက်လာခဲ့ပါတယ်။ဒါကမန်စီးတီးကိုအနိုင်ယူခဲ့တဲ့ပုံစံအနိုင်ယူခဲ့တဲ့ကစားကွက်ပါပဲ။ဒီတော့ပရီးမီယာလိဂ်ကလပ်လည်းဖြစ်သလိုဂွာဒီယိုလာတစ်ဖက်လည်းဖြစ်တဲ့အာဒီဒါကိုဒီပုံစံနဲ့ပဲကြုံရင်ရမယ်လို့အန်ဆလော်တီကတွက်လိုက်ပုံရပါတယ်။ဒါပေမဲ့မန်စီးတီးနဲ့ပွဲမှာတုံးခဲ့တာကဝင်းနဲ့ပေပွိုင်းမှာချူအာမန်နီနဲ့ဆေဗလော့ကိုတုံးခဲ့ပါတယ်။ နောက်ပြီးအက်တလက်တီကိုနဲ့ပွဲမှာလည်းလေးလေးနှစ်ကိုကာမာဗင်ဂါနဲ့ချူအာမန်နီကိုတုံးခဲ့ပါတယ်။ခုပွဲမှာမိုဒရစ်နဲ့ကာမာဗင်ဂါကိုတုံးခဲ့ပါတယ်။ဒီပွဲမှာအဓိကပြဿနာကကွင်းလယ်ကပစ်ပွိုင်းပါပဲ။ချူအာမန်နီနဲ့ဆေဗလော့ကလေးလေးနှစ်မှာအကောင်းဆုံးပစ်ပွိုင်းပါပဲ။နောက်ပွဲတီကိုနဲ့ပွဲမှာချူအမန်ဒီပါသေးပေမဲ့ဆေဗလော့နေရာဂါမာဗင်ဂါကိုကစားခိုင်းနေပါဗျ။အဆင်မပြေခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရီယယ်မက်ဒရစ်တသိန်းလုံးမှာသူ့ရေတင်အနည်းဆုံးမှာ ဒါပေမဲ့ဂျူအာမန်နီကအကောင်းဆုံးလုပ်ပြနိုင်လို့ရုပ်ပြစင်မှမဖြစ်ခဲ့တာပါအခုဒီဘက်မှာမိုဒရစ်နဲ့တုံလိုက်တော့မိုဒရစ်ကအသက်အရွယ်အရအကြပိုင်းဆိုတော့ကာမာဖင်ဂါရဲ့လွတ်နေတဲ့အပေါက်တွေကိုလိုက်ဖာပေးရလောက်အောင် စတမနာကောင်းမနေတော့ပါဘူးဒါကြောင့်မဲဒီဘက်မှာအာဆင်နယ်ကွင်းလယ်ရဲ့စိုးမိုးမှုအောက်ကိုရောက်သွားရတာပါအာဆင်နယ်ဘက်ကပြောရရင်အာဆင်နယ်က 4-3နဲ့ပွဲထွက်လာခဲ့ပြီးအာဆင်နယ်ရဲ့ကွင်းလယ်မှာအသက်ဖြစ်ခဲ့တာက Odigas Saka နဲ့ Partey တို့ပါဒီ Glenn Wright ကလှပတဲ့ free kick ကိုငိုသွင်းခဲ့ပေမဲ့တကယ်တမ်းသူ့ရဲ့ performance ကအဲ့လောက်မထွက်ခဲ့ပါဘူးဒါကိုအသေးစိတ်ရှင်းပြရရင်အာဆင်နယ်က4-3ဆိုပေမဲ့တကယ်တမ်းမှာ Sakali ကကွင်းလယ်ကိုတက်ပြီး3-5ပုံစံနဲ့ကစားခဲ့တာပါနောက်တန်း3ယောက်ပဲကျန်ခဲ့ပြီး Partey နဲ့ Lewis Kelly က Matri ရဲ့တိုက်စစ်2ယောက်ဖြစ်တဲ့ Barbie နဲ့ Vinicius ကို Cavalier ကိုကစားခဲ့တာပါ ကာဗာရှဲလို့ဆိုတာအရေးကြီးတဲ့ဘက်ကိုဝီကစားတာကိုခေါ်တာပါဒါကိုအသေးစိတ်တော့မရှင်းပြတော့ပါဘူးဒီမှာဆိုရင်ဒီလိုကစားနေတာကိုမြင်ရမှာပါဒီလိုဆော့ကျင်အပြင်ဒီလို white မှာနေရာလွတ်တွေထွက်လာပါတယ်နောက်ပြီးဒီဘက်မှာ ori ခက်ကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒီမှာဆိုရင် ori ခက်ကနောက်တိဘောလုံးဆင်းတောင်းတာကိုတွေ့ရပါတယ်ဘောလုံးနဲ့အတူ board carrying လဲလုပ်ပေးခဲ့ပါတယ်သူ့ကြောင့်ပဲ arsenal ကနေရာလွတ်တွေရခဲ့တာပါဒီမှာ arsenal ရဲ့ cover shell နှစ်ယောက်က barbie နဲ့ vinny ဘဲသွားသွားလိုက်ပါတယ် အသေးကိုလူကတ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒီမှာပဲကွင်းလယ်ကမိုဒရင်နဲ့ချူအမန်နီကအာဆင်နယ်ကစားကွက်ကိုမလိုက်နိုင်ခဲ့တာကြောင့်ဘာဘီနဲ့ဗင်နီစီဘောလုံးပေးပို့နိုင်ခြင်းမရှိဘာဘီနဲ့ဗင်နီကိုရိုင်းကလည်းကာဗာရှဲရိုနှစ်ယောက်ကြောင့်ဘောလုံးဆင်းယူလို့မရနဲ့မက်ဒရစ်ကစားကွက်ကအလုံးမဖြစ်တော့တာပါမက်ဒရီရဲ့ပေးဖိုင်နှစ်ယောက်ကတိုက်စစ်ကိုရောခံစစ်ကိုပါအထောက်အကူမပြုနိုင်ခဲ့ပါဘူး။ဒီမှာတိုက်စစ်ကနှစ်ယောက်လုံးမရတာကြောင့်ကွင်းလယ်ကဘယ်လင်ဟန်နဲ့ရိုဒရီကိုကတက်ကူခဲ့တဲ့အခါဒီမှာအာဆင်နယ်ဘက်က right အိုရီဂတ်စ်မိုရီနိုနဲ့မက်ဒရစ်ဘက်ကပေဝိုင်း2ယောက်နဲ့3 vs 2အခြေအနေဖြစ်သွားခဲ့ပါတယ်။ငိုလေကဒီနှစ်ယောက်ဒီနေရာမှာအားနေလို့အာဆင်နယ်ရဲ့3ယောက်တန်းကိုမခုခံနိုင်ခဲ့ပါဘူး။အဲ့ဒီအခြေအနေကအာဆင်နယ်အတွက်စိတ်ကြိုက်ဖြစ်သွားစေပါတယ်။အာဆင်နယ်ရဲ့တိုက်စစ်3ယောက်ကကွင်းလယ်နဲ့ခံစစ်လိုင်းတွေကြားမှာစိတ်ကြိုက်အတက်အဆင်းလုပ်ကစားခဲ့ပါတယ်။ဒီလိုပုံစံနဲ့ Central Zone ကြီးကနေဖိအားပေးနိုင်ခဲ့ပါတယ်။ဒါက Central Zone ကိုကစားတဲ့ပုံစံမှာ တောင်မနီကိုကစားတဲ့ခါမှာလည်းအာဒီတာကစာကာနဲ့ Origas ရှိတဲ့အချံကိုအားပြုတ်ကစားခဲ့ပါတယ်။ ဟိုရီကတ်ကိုဒီလို hash pay မှာဒီပုံစံအတက်အင်းကစားပါတယ်။ဒါကစာကားအတွက်နေရာလွတ်တွေဖြစ်စီပြီးစာကားကိုထိန်းရခတ်စီပါတယ်။ဒါကအာဒီတာရဲ့မူရင်းပုံစံမှာစာကားမရှိတဲ့အချိန်နဲ့စာကားရှိတဲ့အချိန်အာဆင်နယ်ကကွာဟုကွာချပါတယ်။စာကားပါလာတာကမက်ဒရစ်ကိုရှင်းနိုင်မဲ့အဓိကအချက်ပါပဲ။နောက်ပြီးပူဆိုးတာကစာကားကိုထိန်းရတဲ့ အလာဘာကအသက်အရွယ်ပိုင်းက32နှစ်ဖြစ်နေပါပြီ။ဆာကာလိုလင်းမြန်တဲ့ကစားသမားကိုထိမို့သူ့မှာလုံလောက်တဲ့လင်းမြန်မှုမျိုးမရှိပါဘူး။ဒီမှာအိုရီဂတ်ဟက်စ်ပေမှာအတက်ဆင်းလုပ်ပြီးဘယ်လင်ဟန်က မျှခေါ်ပါတယ်။ဒီအချိန်ကြောင့်ပဲနောက်တန်းကလည်းဆာကာစီကိုတိုက်ရိုက်ဘောလုံးပေးနိုင်သွားပါတယ်။ဒီတော့အလာဘာဆာကာကိုမနိုင်တဲ့အတွက်ဘယ်လင်ဟန်ကအလာဘာကိုပါဆင်းကူရပါတော့တယ်။ ဒီတော့ဒီလိုအခြေအနေမှာဒီမှာနှစ်ယောက်စီဆိုရင်တတိယမြောက်ကစားသမားဖြစ်တဲ့ Origas ကလွတ်နေပါပြီဒီတော့သူက Haspe ကနေ area တွေဒီကိုတိုးဝင်ကစားလို့ရသွားပါတယ်ဒီမှာဆိုရင်ဒါကိုမြင်ရပါမယ်အလဘာစာကာကိုမနိုင်တဲ့အတွက်ကွင်းလယ်ပစ်ဖိုင်ရဲ့အားနည်းချက်တွေကြောင့်အာဆင်နယ်ရဲ့တံပိုးကို မထိန်းနိုင်မှုကနေပြစ်ဒဏ်တွေကျူးလွန်ပြီး free kick တွေပေးခဲ့ရပါတယ် ဒီကလန်ရိုက်ကအာဆင်နယ်အတွက်ပထမဂိုးကိုပွဲချိန်58မိနစ်မှာ free kick ကနေသွင်းယူခဲ့တာဖြစ်ပြီးအဲ့ဒီ free kick သွင်းတဲ့ပုံစံကလူတိုင်းကိုရှောင်ပြီးသွင်းသွားလို့တစ်ချိန်က Roberto Carlos ရဲ့ဂိုးကိုတော့အမှတ်ရစေပါတယ်။ဒုတိယ free kick မှာတော့အာဆင်နယ်ကညံသုံးခဲ့တာဖြစ်ပြီး Real Madrid ရဲ့လူတိုင်းဘေးမှာအာဆင်နယ်ကနောက်ထပ်လူတိုင်းလုပ်ပြီးဒီကလန်ရိုက်ကန်ချိန်မှာရှောင်ပေးခဲ့တာကြောင့်ဂိုးသမားမြင်ကွင်းကို꿰သွားစေခဲ့ပါတယ်။ Ronaldo နဲ့သူ့အသင်းပေါ်ကြီးအချိန်ချင်းလုတ်ခဲ့ဘူးပါတယ်။ Portugal မှာရော Madrid မှာရောပါ ဒီတော့ဒီကလိုင်းရိုက်ရဲ့ free kick နှစ်ကိုးစလုံးကမက်ဒရစ်ကစားသမားဟောင်းနှစ်ယောက်ကိုသတိရသွားစေပါတယ်။အာရီတာကဒီပွဲမှာ right side ကို isolation နဲ့ကစားခဲ့ပြီး left side ကို overload နဲ့ကစားခဲ့တာပါ။ဘယ်ချက်မှဆိုရင် Lewis Gelly က overload လုပ်ပြီး tight sit ထိပါကစားခဲ့တာကိုတွေ့ရပါတယ်။ Mourinho ကကွင်းလေထိဆင်လာပြီးဘောလုံးဆင်းယူပါတယ်။ဒီမှာ Rodrigo က Mourinho ကိုပြေးကပ်ပါတယ်။တစ်ချိန်တည်းမှာဒီကလိုင်းရိုက်ကတောင်ပံရဲ့လွတ်နေတဲ့နေရာကိုပြေးထွက်ပါတယ်။ပြီးတော့ Mourinho သူ့ကိုဘောလုံးပေးလိုက်တဲ့အချိန် Madrid ကဗန်ဗာဒီကဒီလိုပြေးကပ်ပါတယ်။ ဒီမှာ Lewis Kelly ကတိုက်စစ်ထိလိုက်ပါပြီ area တွေကို cross ball တွေတင်ပေးပါတယ်ဒီပုံစံကစားခဲ့တာပါတတိယကိုမှဒါကိုမြင်ခဲ့ရပါတယ်ဒီမှာ Morino ကနောက်ကိုဘောလုံးဆင်းယူတယ် right ကိုပေးလိုက်တယ်ဒီလုံးမှာ right ကို Bavardi အပြင် Rodrigo ကပါလိုက်ခဲ့တယ်ဒီမှာ right ကနောက်ကတက်လာတဲ့ Lewis Kelly ကို ပေးလိုက်တယ်။ Lewis Kelly က area တွေက Mourinho ကိုပေးလိုက်တယ်။ ကိုးသွားတယ်။လုံးဝစီမံချက်ဝင်ကိုးပဲ။ပြီးတော့အားလုံးကိုခြုံကြည့်လိုက်ရင်မက်ဒရီရဲ့ P5 နှစ်ယောက်နဲ့အာလာဘာတို့ရဲ့အားနည်းချက်တွေကြောင့်ဒီပွဲမက်ဒရီကိုရှုံးသွားရတာပဲဖြစ်ပါတယ်။ P5 အားနည်းတဲ့အချိန်ခန်းစစ်ကစားသမားစစ်စစ်မဟုတ်တဲ့ Favardi ကလည်းပါတက်နိုင်အောင်ပါလေ။ဒုတိယအကြော့ကိုတော့စောင့်ကြည့်ရမယ်။လေးလေးနှစ်ကိုပဲတုံးချင်ရင် P5 နှစ်ယောက်နေရာကို Ancelotti လူလဲရမယ်။ Saga အတွက်ထည့်စင်စားရမယ်။ဒါမှမဟုတ်လေးနှစ်တုံးတွေကိုပြောင်းကစားရမယ်။ Ancelotti ဘယ်လိုလုပ်လာမလဲစောင့်ကြည့်ရပါမယ်။ အာဆင်နယ်ကတော့ကစားကွက်ကောင်းခဲ့ပေမဲ့ဂိုးသမားလည်းကောင်းခဲ့တာကြောင့်ကစားကွက်ကနေတကူပဲရခဲ့ပါတယ်ဖရီကစ်ကတော့ကန်တဲ့သူကောင်းလို့ပါပဲမဟုတ်ရင်တကူရတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်သုံးဂိုးရခဲ့လို့အာဆင်နယ်တို့နောက်ဆင့်တက်ဖို့အခြေအနေတော့ကောင်းသွားပြီလို့ပဲပြောရမယ်ဘာစီလိုနာနဲ့ဒေါ်မွန် analysis ဘာစီလိုနာကဒေါ်မွန်ကိုအိမ်ကွင်းမှာလေးကိုပြတ်ဆိုရရလက်နေနိုင်ခဲ့ပါတယ်ဘာစီလိုနာဘက်က ၄နှစ်၃တင်းနဲ့ပွဲထွက်လာခဲ့ပြီးတော့ဒေါ်မွန်ဘက်က၄နှစ်၃တင်းနဲ့ပဲပွဲထွက်လာခဲ့ပါတယ်။ကစားကွက်ချင်းတူပေမဲ့ကစားပုံချင်းကတော့အတော်ကိုကွဲပြားပါတယ်။ဒေါ်မွန်ကပထမပိုင်းလောက်မှာပဲဘာစီလိုနာကိုတူတူတန်တန်ရှင်ကစားနိုင်ခဲ့ပြီးဒုတိယပိုင်းမှာတော့လုံးဝကိုမလိုက်နိုင်ခဲ့တော့ပါဘာစီလိုနာက high press နဲ့ဒေါ်မွန်ကိုလုံးဝအသာစီယူနိုင်ခဲ့ပါတယ်။ ျွန်တော်ဘာစီလိုနာရဲ့ဗီဒီယိုတစ်ပုဒ်မှာပြောဘူးသလိုပါပဲနီးပြားကလီဝမ်ကိုကစားကွက်ထဲတိတ်ပြီးပတ်သက်ခိုင်းတာမဟုတ်ပါဘူးလီဝမ်ဒေါစကီကိုသူ့ရဲ့ကြွမ်းကျင်မှုနဲ့နေရာယူခိုင်းပြီးဂိုးပဲသွင်းခိုင်းတာပါဒီဘွယ်မှာလီဝမ်က drop တိလောက်ပါတယ်ဒီချိန်မှာပက်ထရီက defense second line ကိုဝင်ကစားပါတယ်တစ်ချိန်ထဲမှာတောင်မန်က rafin ha နဲ့ raman အတွင်းကို inside လုပ်ပြီးကစားပါတယ်ပက်ထရီရဲ့ဒီလိုလုံးမှုကြောင့် rafin ha အတွက်အတက်အဆင်းလုပ်ဖို့ space တွေပိုရပါတယ်ဒီမှာဆိုရင်ဒါကိုမြင်ရပါမယ် တကယ်လို့ဒေါမဘတ်ကဘယ်ချမ်းကိုဘောလုံးကင်ပြီးကစားတဲ့အခါရာဖင်ဟာကဒီလိုအတွင်းကိုဝင်လာပါတယ်ဒီလိုချိန်မှာကိုသမားကို press ပေးတာမျိုးလည်းဖြစ်နိုင်တယ်လို့နောက်တန်းကအမရီချမ်းကို press ပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုလိုတာကဘဲတောင်မန်ကိုဘောလုံးဖြတ်တဲ့အခါရာဖင်ဟာက box တဲဝင်ပြီး high press ကစားပါတယ်ဘာအတွက်လဲဆိုတော့ဒီဘက်ကိုဘောလုံးပြတ်မပေးနိုင်အောင်လို့ပါဒီမှာကစားသမားတွေကဘယ်ချမ်းကိုပဲဆက်ပေးရပါမယ်အဲ့ဒီအချိန် ရာမန်ဒီကစားသမားကိုပြေးကပ်လိုက်ပါတယ်ဒီမှာဒီကစားသမားကတောင်မန်ကတယောက်ကိုပေးတယ်သူ့ကိုလည်းဘာစီလိုနာကကစားသမားတယောက်ကလူပြန်ကပ်တယ်ဒီလိုနဲ့ပေးစရာလူကုန်သွားတဲ့အခါဘောလုံးစုံပြီးဘာစီလိုနာကချက်ချင်းတိုက်စစ်ပြန်စင်ပါတယ်ဒီလိုနဲ့ဘာစီလိုနာကတိုက်စစ်ပြန်တိုက်စစ်ကစားနေရပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါသူတို့ဘောလုံးဆုံးသွားတဲ့ခဏပါပဲဘာစီလိုနာရဲ့ high press down ဒေါမွန်ကိုကစားကွက်ကိုတည်မြအောင်ကိုဖြစ်ခဲ့တာပါဘာစီလိုနာကဒီဘက်မှာ ိုဇရှင်အသာကန်သွင်းခွင့်အသာနဲ့ကစားခဲ့တာပါဘာစီလိုနာကတပွဲလုံးအတိုင်းအတာမှာ5ပေါက်ကန်သွင်းချက်16ချက်ရှိခဲ့ပြီး10ချိန်5ပေါက်တည့်ခဲ့ပြီးမြတ်ဒေါ်မွန်တို့ကတပွဲလုံးမှာ3ချိန်ပဲ5ပေါက်တည့်ခဲ့ပါတယ်ဒီမှာဆိုရင်ဒေါ်မွန်ရဲ့ကစားသမားတွေဘလောက်ပဲလူပေးပေးဘာစီလိုနာဘက်ကတောက်လျှောက် press light လုပ်နေတာကိုတွေ့ရမှာပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါလီဗာကဒီလိုနောက်မှရှိနေပြီး rafin ကဒီလိုရှိမှဖိအားပေးနေတာပါ ramen ဘောလုံးလက်ခံထားတဲ့ကစားသမားကို PR လိုက်ပေးနေတဲ့အချိန်တစ်ဖက်မှာနောက်ကကွန်ဒေးတက်လာပြီး ပြီးစရာလူကုံသွားအောင်လုံနိုင်ခဲ့တဲ့ပုံစံပါနောက်ပြီးဒေါ့မွန်ကတကယ်တမ်းတိုက်စစ်ဆင်ရင်မှာလေးလေးနှစ်ပုံစံနဲ့တိုက်စစ်ဆင်ခဲ့တာပါဒေါ့မွန်ရဲ့ရှေ့တန်းလေးယောက်ကိုဘာစီလိုနာက W shape နဲ့ပိတ်ထားတာကိုတွေ့ရပါတယ်ဖရန်ကီဒီချောင်းကဒီလိုနောက်ကိုဆင်းပြီး W ရှိတ်ကိုဖန်တီးခဲ့တာပါ။ဒါကဘာကိုအားသာစေလဲဆိုတော့တစ်ဖက်ကကစားကွက်ကိုချုံမိသွားတဲ့ပုံစံဖြစ်စေပါတယ်။ဆိုးချုပ်ကတော့ကွင်းလယ်နဲ့တောင်ပိုင်းကြားမှာစပိတ်တွေဖြစ်သွားစေပါတယ်။ဒါပေမဲ့ဒေါမဘာကဒါတွေကိုအသုံးမချနိုင်ခဲ့ပါဘူး။ဘာစီလိုနာရဲ့ rotational position အကြောင်း Rafin ဟာကွင်းလယ်ထိစင်းတဲ့အခါလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာလီဝမ်ဒေါစကီးက Hespe အထိဆင်ပြီးတိုက်စစ်က၄ရောက်တန်းဖြစ်သွားပြီး၄နှစ်၄ပုံစံဖြစ်သွားပါတယ်။ဒါကိုဘောလုံးဆုံးဆုံးတဲ့အချိန်မျိုးမှာဘောလုံးရလာတဲ့အခါမျိုးမှာဘာစီလိုနာကကစားလိရှိတဲ့ပုံစံမှာပထမဂိုးကတော့တေကန်ဘောလုံးကနေတဆင့်ပြန်ချပေးတဲ့ဘောလုံးကိုကူပါစီကသွင်းခဲ့ပေမဲ့ရာဖင်ဟာထပ်ပိတ်လိုက်တာကြောင့်ရာဖင်ဟာရဲ့ဂိုးဖြစ်သွားခဲ့ပါတယ်။ဒီလိုမှာဘာစီလိုနာဘောလုံးစတင်လိုက်တဲ့ကရာဖင်ဟာပိတ်သွင်းလိုက်တဲ့အထိရာဖင်ဟာကိုလူကတ်မထားတာကိုတွေ့ရပါတယ်။ဒုတိယဂိုးမှာလည်းရာဖင်ဟာကလူကတ်ထားတာမရှိပြန်ပါဘူး။ ရာမန်ဘောလုံးတင်မှာပြေကတ်တာပါဒီမှာရာဖင်ဟာကဂိုးရှိကိုတိုက်ပေးလိုက်တာကိုလီဝမ်ကထပ်တိုက်လိုက်ပြီးဒုတိယဂိုးရခဲ့တာပါဒီဂိုးမှာလေလီဝမ်တိုက်ရတဲ့အချိန်အနားမှာဘယ်သူမှမရှိနေပါဘူးတတိယဂိုးမှာလီဝမ်ဒေါ်စကီမကန်ခင်မှာဒီမှာသူ့ရှေ့မှာနေရာလွတ်ကအကျယ်ကြီးပါလီဝမ်ကနေရာယူကောင်းတာလည်းပါပါတယ် လေးခုမြောက်မှာလည်းလီဝမ်ရဲ့နေရာကောင်းယူပုံကိုတွေ့ရပါတယ်။သူ့ကိုပေးမယ်ဆိုရင်အလူကြီးပါ။ပေးလိုက်ရင်ဟက်ထရစ်တောင်ရသားနိုင်ပါတယ်။ရာမေကဒီလုံးကိုကန်သွင်းယူသွားခဲ့ပါတယ်။အားလုံးချုပ်ပြီးမှရဒီဘက်မှာလီဝမ်ရဲ့နေရာယူပုံကတော့သူ့ရဲ့တဘာကိုပြနေတာပါ။နေရာယူကောင်းခဲ့ပါတယ်။ဘာစီလိုနာရဲ့ကစားကွက်မှာဒေါ်ဘွန်ကစားသမားတွေမလိုက်နိုင်ခဲ့ပဲညံဖျင်းခဲ့လို့နေရာလွတ်တွေအများကြီးပေးခဲ့ရပြီးဂိုးတွေလည်းခွင့်ပြုခဲ့ရပါတယ်။ဒုတိယအကြော်မှာဒေါ်ဘွန်တို့ပြန်လာဖို့မလွယ်တော့ပါဘူး။ ဘာစီလိုနာတို့နောက်တစ်ဆင့်တက်နိုင်ချေများတော့ပါပြီ။ဒါပေမဲ့လည်းဘောလုံးမှာဘာမှမစိုးဖြစ်တယ်လို့စောင့်ကြည့်ရအောင်ပါပါပဲ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့ကိုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး Technical Analysis ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ Page ကို Like and Share ခဲ့ပြီးကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ Comment မှာ YouTube Link လေးချပေးထားပါရယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါရယ်ခင်ဗျာ။